When my way အားလုံးမင်္ဂလာပါကျွန်တော် Full Fort Way မှာရောက်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့အသင်းတော်မှာတပူထူးခြားတဲ့သတင်းစကားတွေရှိပါတယ်သူတစ်ဖြစ်ကျွန်တော်အသင်းတော်ကဒီဘေးဟောကြားနေတဲ့သတင်းစကားတွေထဲမှာဆိုရင် The Great Controversy လို့ခေါ်တဲ့ဖျားနဲ့စာရမဏေရဲ့တိုက်လံပွဲကြီးအပသက်တဲ့เนาะကျွန်တော်ရဲ့အခြေခံယူကြည့်ချက်အပသက်ပြီးတော့ဒီတိုက်လံပွဲမှာမှကျွန်တော်တွေရာဆိုရင်ဖျားဘက်ကနေအောင်မြင်တဲ့သူများကဲသို့ရက်တည်ပြီးဖျားရဲ့ဘုန်းတော်ထင်ရှားစေတဲ့အသက်တာနဲ့သက်ရှင်ဖို့ငဲငယ်အားပေးလုပ်ပါတယ်အဲ့တော့တော်တော်ဖျားကမိမခဲ့တဲ့စကားရှိပါတယ်သင်တို့သွား ား၍ဒီမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်အမဲတော်သားတော်ဆန်ရှင်တော်ဝိညာဉ်တော်၏နာမ၌အတိဆန်ကိုပေးကြလော့ငါသည်သင်တို့အားပေးသည်မသောပညတ်တော်တို့ကိုစောက်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလော့ငါသည်ကကဘာကုန်စည်တိုင်အောင်သင်တို့နှင့်အစဉ်မပြတ်ရှိသည်ဟုဘဲတော်တို့အားမိတော်မူ၏ ရှင်မသက်ခရစ်ဝင်အခိုင်း28ငွေ19နဲ့20ပါတွေ့ရပါတယ်ဒါခရစ်တော်ဘုရားလိုလားတဲ့เนาะကျွန်တော်တို့ဒီလှုပ်ဆောင်ဖို့လိုလားတဲ့အရာတစ်ခုပဲဖြစ်ပါတယ်ခရစ်တော်ဘုရားသူကိုယ်တိုင်ဒီလောကမှာဆက်ရှင်စဉ်အခါမှာဒီလောကီနိုင်ငံမှာရှိစဉ်အခါမှာပဲကောင်းကင်နိုင်ငံတော်ကိုစတင်ထူထောင်ခဲ့ပါတယ်သူ့ရဲ့ယေရှုကြောင့်ပဲကျွန်တော်တို့ဒီယနေ့မှာကြီးမားတဲ့မျှော်လင့်ခြင်းနဲ့ဆက်ရှင်နေထိုင်နေကြရတာပဲဖြစ်ပါတယ်ဒီကြီးမားတဲ့မျှော်လင့်ခြင်းအားလည်းဒီနေ့ကြရင်ကျွန်တော်တို့ဟာပူခြင်းနာခြင်းကင်းတဲ့ကောင်းကင်နိုင်ငံတော်မှာတော့ထာဝရဆက်နဲ့ကျွန်တော်ချစ်တဲ့ဒီအားလုံးနဲ့အတူဆက်ရှင် ဖို့ပဲဖြစ်ပါတယ်အဲ့ဒီအရာကိုဘုရားကကျွန်တော်လူသားတိုင်းကရရှိဖို့အတွက်စီစဉ်ထားပြီးပြီးသားဖြစ်ပါတယ်သို့တော်ညာလေဘုရားပေးတဲ့ဒီကယ်တင်ခြင်းကိုလူသားတိုင်းကမသိရှိနေပါဘူးလူသားတိုင်းကလည်းဒီအရာကိုသတိထားမိဘူးလူသားတိုင်းကလည်းလက်မခံကြပါဘူး ီလိုကြောင့်ဖျားလူလာတဲ့အတိုင်းကျွန်တော်တို့တွေကလည်းသူ့ရဲ့အမှုတော်မြတ်မှာပေါင်းစက္ကပ်ဘူးပဲဖြစ်ပါတယ်။သို့တော်ညာလေးစာရမဏေတစ်ဖက်ကဒီအရာကိုအလိုမရှိပါဘူး။နော်ကျွန်တော်တို့ဖျားရဲ့အမှုတော်မြတ်မှာပေါင်းစက္ကပ်ပြီးတော့လူသားများရဲ့ကေတင်ချင်းရရှိနိုင်ဖို့အတွက်နော်ပုံပုံများပြားတဲ့လူသားတွေကေတင်ချင်းရရှိဖို့အတွက်ကျွန်တော်တို့လှုပ်ဆောင်အောင်ပါဘူး။စာရမဏေကဘလိုလာတဲ့တကြောင်သူ့ရဲ့ပြည့်လို့ပြည့်စည်အမှုရာတွေအားဖြင့်စုံစမ်းနောက်ဆက်ချင်းအားဖြင့်ဒီပါဆိုရင်အများဟန်တာပြီးတော့ကျွန်တော်ရဲ့ဒီဖျားရဲ့အလိုတော်ကိုတစ်ဖက်ကနေသူကကောင်းတယ်မဖုံးနိုင်အောင်ပြည့်စည်လက်ရှိနေတဲ့အတွက်ကြောင့်ဒီနေ့မှာကျွန်တော်တို့အ ောင်မြင်တဲ့အများကဲစုနော်ဖရာရဲ့ဘုန်းတော်ထင်ရှားစေတဲ့ခရစ်တော်ဖရာမိမာခဲ့တဲ့အတိုင်းလောကရဲ့အလင်းကဲစုလောကရဲ့စားကဲစုအသက်ရှင်နေထိုင်နိုင်ဖို့ဟာကျွန်တော်ကဖရာရဲ့တကိုးခွန်အားအဖြစ်ဖရာရဲ့ဥဆောင်မှုအားဖြင့်သာလေအောင်မြင်တဲ့သူများကဲစုသူရဲ့အမှုတော်မြတ်မှာပါဝင်ဆက်ကပ်နိုင်မှာဖြစ်ပါတယ်။ဒါမျိုးဆာလန်ချန်းခန်းကြီး139ငယ်105မှာဖော်ပြထားတဲ့အတိုင်းပဲဖရာရဲ့နှုတ်ကပတ်တော်ကိုသာလေကျွန်တော်တို့ကငြိမ်းတမ်းဖတ်ရှုလေ့လာပြီးတော့နှုတ်ကပတ်တော်ကညွန်ကြားတဲ့အရာအတိုင်းသွန်သင်လမ်းပြတဲ့အတိုင်းဆက်ရှင်မှုပဲဖြစ်ပါတယ်။နှုတ်ကပတ်တော်ဟာဆိုရင်ကျွန်တော်ရဲ့ခြေရှိမှာမြင်ရင်ကဲစု ှစ်နေပြီးတော့ကျွန်တော်တို့လမ်းခင်းကိုလင်းစေတဲ့ကျွန်တော်တို့လမ်းပြတဲ့ဖျားရဲ့နှုတ်ထွက်စကားဖြစ်တဲ့အတိုင်းကျွန်တော်တို့အသက်တာဆိုရင်နှုတ်ကပတ်တော်ကိုဖတ်ရှုတဲ့အသက်တာအားဖြင့်ဖျားရဲ့ညွန်ကြားတဲ့ရာဖျားရဲ့အလိုတော်ဖျားရဲ့ချစ်ချင်းမြတ်တာဖျားကိုပုံမှန်သိရှိပြီးတော့ကျွန်တော်ကိုယ်တိုင်ကဖျားကိုပူချစ်တဲ့သူများကဲ့သို့အသက်ရှင်လာပြီးဖျားရဲ့အလိုတော်ကိုဆောင်ဖို့ဖျားရဲ့စကားကိုနားထောင်တဲ့အသက်တာနဲ့အသက်ရှင်ပြီးသူနဲ့လက်ပုံတည်းတည်းအသက်ရှင်လှုပ်ဆောင်မှုပဲဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့ပြန်ပါတယ်နော်လောကမှာအသက်ရှင်စဉ်အခါမှာဒီခါကျတော့ကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ကင်းဝေးတဲ့အတွက်ကြောင့်အလိုတော်ကိုမသိတဲ့အခါကျွန်တော်တို့ဒီခါကျွန်တော် ို့စူးစမ်းအထုတ်တဲ့အရာမှန်သမျှကိုအတွက်ကိုမိသားစုအတွက်နော်ဒါလည်းမမားပါဘူးနော်ကျွန်တော်အသက်ရှင်ရတာကိုလုံမကိုစားရမှာဟုတ်နော်ကိုစူးစမ်းမှကိုမိသားစုကလည်းကောင်းအောင်မှုတင်းတဲ့နေရမှာဒါပေမဲ့ဖះလိုလာတာဟာကိုကိုမိသားစုထဲသူတို့ပြကျွန်တော်တို့ရှိတဲ့နေရာကျွန်တော်ပတ်ဝန်းကျင်မှာကဲတင်ချင်းလိုအပ်တဲ့သူတွေအတွက်ဆက်ရှင်ဖို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့နှုတ်ကပတ်တော်အားဖြင့်ကျွန်တော်တို့တွေဟာယနေ့မှာကျွန်တော်ပြောကြားလိုတဲ့အရာတော့နှုတ်ကပတ်တော်အားဖြင့်ပြီးတော့နှုတ်ကပတ်တော်ကလည်းသန့်ရှင်သောဝိညာဉ်တော်ရဲ့တကူအားဖြင့်ရေးသားထားတဲ့အရာပဲဖြစ်တယ်ဖះရဲ့နှုတ်ထွက်စကားဖြစ်တဲ့ အတွက်ကြောင့်နှုတ်ကပတ်တော်ကိုဖတ်ရှုတဲ့သူတိုင်းဟာတန်ရှင်သောဝိညာဉ်တော်ဖရားရဲ့စကားကိုကြားတတ်တဲ့သူတိုင်းဖြစ်ကြောင်းကျွန်တော်ပြောကြားလိုပါတယ်။အဲ့တော့နှုတ်ကပတ်တော်ကိုဖတ်တဲ့သူတိုင်းဟာဖရားရဲ့လိုတော်သိရှိတယ်ဒါလည်းမကောင်းဘူး။တန်ရှင်သောဝိညာဉ်တော်ဖရားရဲ့နှိုးစော်တဲ့အသံကိုကြားတတ်တဲ့သူဖြစ်ပြီးတော့တန်ရှင်သောဝိညာဉ်တော်ဖရားရဲ့ဥဆောင်မှုအတိုင်းအသက်ရှင်တတ်တဲ့သူတွေဖြစ်လာမှာဖြစ်တဲ့အတွက်ကြောင့်မာနရဲ့ဖြစ်လို့ဖြစ်စီမှုရာတွေစုံစမ်းနောက်ရှက်ခြင်းတွေကိုအုံမကျော်လွားနိုင်မှာဖြစ်ပါတယ်။ဒီလောကမှာအသက်ရှင်တဲ့နေရာမှာအောင်မြင်တဲ့သူတွေဖြစ်ဖို့ဟာကျွန်တော်တွေအရဆိုရင် competent ဖြစ်ဖို့လိုပါတယ်။ ်เนาะမာနနဲ့ရှင်လာပြီဆိုရင်ကျွန်တော်တို့ကရှုံးတဲ့နေရာမှာရှိနေမယ်ဆိုဘလို့မှအောင်မြင်စရာအကြောင်းမရှိဘူးသို့တော့မာနကိုအောင်မြင်ရမယ်ဆိုရင်ဘုရားနဲ့ကျွန်တော်တို့လက်တွဲလှုပ်ဆောင်မှုပဲဖြစ်တယ်အသက်ရှင်မှုပဲဖြစ်တယ်ဒီတစ်ကြောင်ကျွန်တော်ကျမ်းစာကိုပြန်လဲဖတ်ရှုတဲ့အသက်တာအဲ့တော့နှုတ်ကပတ်တော်အားဖြင့်ဝိညာဉ်တော်ရဲ့နိုးစော်မှုအားဖြင့်ကျွန်တော်တို့ကနိုးကြမှုဖြစ်ကျွန်တော်တွေကမာနကိုရှင်းနိုင်ဖို့ကကျမ်းစာကိုဖတ်ရမယ်ဝိညာဉ်တော်ရဲ့နိုးစော်မှုကိုကြားတတ်တဲ့ဖြစ်ရကျွန်တော်နိုးကြဖို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒီ seven competency เนาะဒီလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်အညာရေးနယ်ပယ်မှာဖြစ်ဖြစ် ူမှုရေးမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့အသက်တာအောင်မြင်တဲ့သက်တာဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့က competent ဖြစ်ဖို့လိုအပ်ပါတယ်နော် competent ဆိုတာဒီမားနဲ့ရင်ပေါင်တန်းနိုင်ရဒီမားနဲ့ကိုရှင်ပြီးတော့ဒီမားတွေကိုစာဒီမားတွေကိုစာတဲ့သက်တာနဲ့သက်ရှင်ပြီးတော့ဒီမားတွေကိုစာတဲ့လှုပ်ဆောင်မှုလှုပ်ဆောင်နိုင်မှာကျွန်တော်တို့ကဒီမားကိုလမ်းပြနိုင်မှာနော်အလင်းကဲသို့စားကဲသို့အသက်ရှင်နေထိုင်နိုင်မှာ ဖြစ်တဲ့ကြောင့်နှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ကဝိညာဉ်ရဲ့နှိုးဆော်မှုအဖြစ်ကျွန်တော်တို့ကနှိုးကြမှုဖြစ်တယ်ဒုတိယတစ်ခုကတော့ကျွန်တော်ကဆိုရင် modeling god's words နှုတ်ကပတ်တော်အတိုင်းအသက်ရှင်လာတဲ့အခါမှာနော်နှုတ်ကပတ်တော်ကိုကျွန်တော်တို့ကစံပြနမူနာအသက်တာနဲ့အသက်ရှင်မှုပဲဖြစ်ပါတယ်ကျွန်တော်တို့ကဆိုရင်နှုတ်ကပတ်တော်ကိုဖတ်ရှုတယ်နားလည်တယ်သဘောပေါက်တယ်နှုတ်ကပတ်တော်အတိုင်းအသက်ရှင်လာတဲ့အခါမှာကျွန်တော်တို့ကဆိုရင်စံပြနမူနာ model များကဲ့သို့အသက်ရှင်လာပြီးတော့ကျွန်တော်တို့ကဆိုရင်ခရစ်တော်ဖျားရဲ့တပည့်တော်များကဲ့သို့အသက်ရှင်လာပါ ဖြစ်ဒီကြောင့်ခရစ်တော်ဘုရားကိုယ်တိုင်ကဗာပြောထားလဲဆိုရင်ငါနောက်သူလိုက်ကြတော့ကျွန်တော်အောင်မြင်ရမယ်ဆိုရင်ခရစ်တော်ဘုရားနဲ့တူမပဲဖြစ်မှာဖြစ်တယ်။ဒါမျိုးခရစ်တော်ဘုရားဘာလို့ပြောထားတယ်လဲဆိုရင်အဘဲဒီဆရာထက်မသာအပြီးစင်ပြီးတော့တပည့်တိုင်းကမိမိဆရာနဲ့တူလိုက်ပြီ။ကျွန်တော်တို့ရှင်လူကခရစ်ဝင်ခန်းကြီး6အငယ်40မှာခရစ်တော်ဘုရားကမိန့်မထားပါလေ။ဒီတော့ခရစ်တော်ဘုရားကရှင်မသက်ခရစ်ဝင်ခန်းကြီး4အငယ်19နဲ့20မှာသူသူတို့အားငါနောက်သူလိုက်ကြလို့လို့မိန့်မခဲ့တဲ့အတိုင်းပဲယနေ့မှာလည်းငါနောက်သူလိုက်ကြလို့လို့ခရစ်တော်ဘုရားကျွန်တော်တို့ဖိတ်ခေါ်နေပါတယ်။ ်သူ့နောက်ကိုလိုက်မယ်နှုတ်ကပတော်တိုင်းအသက်ရှင်မယ်ဆိုရင်ကျွန်တော်တွေကဆိုမာနကိုအောင်မြင်ကျော်လွှားတဲ့သူများကဲအသက်ရှင်လာမှာဖြစ်တယ်အဲ့တော့ကျွန်တော်ကနှုတ်ကပတော်အဖြစ်နှိုးကြားတယ်နှုတ်ကပတော်အတိုင်းအသက်ရှင်ပြီးတော့စံပြနမူနာနော်နမူနာကောင်းကိုပြသတဲ့စက်တာလှုပ်ဆောင်တဲ့အရာများဖြစ်အသက်ရှင်လာတာဖြစ်တယ်အဲ့တော့အဲ့ဒီအရာကိုဆက်ပြီးကြည့်မယ်ဆိုရင်ကျွန်တော်တို့ဟာဆိုရင် personal ministry လို့ခေါ်တဲ့နော်ကိုစီကိုကသက်သေခံခြင်းဒါတော့ preaching the word ဆိုတဲ့အရာဖြစ်ပေါ့နော်နှုတ်ကပတော်ဟောကြားတဲ့အရာထက်နှုတ်ကပတော်ကိုစုံစင်တဲ့အရာဖြစ်တယ်နော်နှုတ်ကပတော်ကိုကျွန်တော်တတ်နိုင်တဲ့အတိုင်းဒါနဲ့ ကျွန်တော်သားသမီးများကိုကျွန်တော်တို့နှုတ်ဘတော်နဲ့ပတ်သက်လို့သွန်သင်ရမှာဖြစ်တယ်နော်သူတို့ငယ်ရွယ်တဲ့အချိန်ကမှကစပြီးတော့ဖျားတရားနဲ့ပတ်သက်လို့သွန်သင်ဖို့ဖြစ်တယ်ဒါရင်မကောက်ကိုယ့်ရဲ့မိသားစုဝင်ဆွေမျိုးများဝိတ်ဆွေစင်ကဒါရင်မကောက်ဘူးကိုယ့်နဲ့ရင်းနှီးလာတဲ့သူတွေကိုရင်းနှီးမှုတိဆောက်ပြီးတဲ့နောက်မှာကျွန်တော်တို့တွေအရဆိုရင်သူတို့ကိုနှုတ်ဘတော်နဲ့ပတ်သက်ပြီးတော့စက်စီခံဖို့ပဲဖြစ်တယ်အဲ့တော့နှုတ်ဘတော်နဲ့ပတ်သက်သွန်သင်တဲ့အများကြီးပြောရမယ်ဆိုရင်စက်စီခံကောင်းများကဲ့သို့ဆက်ရှင်ရမှာဖြစ်တယ်ကျွန်တော်တို့တွေက노ကြားတယ်သူပြည်ပြောင်းနေတဲ့အသက်တာနဲ့ဆက်ရှင်လာတယ်နှုတ်ဘတော်တိုင်းဆက်ရှင်ပြီးတော့လက်တွေ့ချက်ချက်စက်စီခံတဲ့အသက်တာနဲ့အိုစီကုံကတော့ ကိုဘုရားကကျွန်တော်တို့ပေးထားအရေးချင်းတွေရှိပါတယ် we are one of a kind created to glorify god as only we can bloom where we are planted เนาะကျွန်တော်တို့ကအမှုထူးခြားစွာဖန်ဆင်းဖန်ဆင်းခြင်းခံရတဲ့သူတွေဖြစ်ပြီးတော့အတိုင်းအတာတစ်ခုအနေနဲ့ကျွန်တော်တို့ကဆိုရင်ဘုရားပေးထားတဲ့အစွမ်းစားအားဖြင့်ကျွန်တော်တို့ကဆိုရင်ဘုရားဘုန်းတော်ထင်ရှားမှုဖြစ်တယ်စက်စစ်ခံမှုပဲဖြစ်တယ်အဲ့တော့ရှိတဲ့နေရာတိုင်းမှာကျွန်တော်ကဘုရားအတွက်လင်းဆောင်မှုပဲဖြစ်တယ်ဒီတော့သက်သေခံရတာဒါပေမဲ့ကျွန်တော်တို့ကဆိုရင်အိန္ဒိယရောက်เนาะကျွန်တော်တို့ကဆိုရင် living out god's word နှုတ်ကပတ်တော်အတိုင်းเนาะကျွန်တော်တို့ရှိတဲ့အိမ်မှာပဲဖြစ်ဖြစ် စ်နေတဲ့အိမ်မှာကျွန်တော်ရောက်တဲ့တွားရောက်ပြီးတော့မိသားအဖွဲ့ရဲ့အိမ်ဒီမှာနှုတ်ကပတ်တော်ကိုကျွန်တော်တို့ကပေါ်ပြတဲ့စက်တာနဲ့ဆက်ရှင်ပြီးတော့သူတို့နဲ့မိသားအဖွဲ့ဖို့ဖြစ်ပါတယ်နောက်တစ်ခုကတော့ preaching the word ဒါတော့เนาะပြောရရင်တော့သာပြီးများပြားတဲ့လူကိုလူစုကိုနှုတ်ကပတ်တော်ကိုဝင်ကားဖို့ဖြစ်ပါ ယ်အဲ့တော့ဒီနှုတ်ကပတ်တော်ကိုကျွန်တော်ဟောကြားခြင်းပဲဖြစ်တယ်ဟောကြားတဲ့အရာကိုဟောကြားနိုင်ဖို့ကခုနကကျွန်တော်ကိုစီကုံကစက်စီခံခြင်းအင်းနိုင်ရဲ့သွားရောက်ပြီးတော့ခဲနော်ပြူစုတိုးထောင်ပေးခြင်းအဲ့ကနေမှကျွန်တော်တို့အစင်းတော်တွေမှာရှင်ဥစရာတွေကဟောကြားတဲ့အရာတွေကိုကျွန်တော်တို့ရဲ့မိတ်ဆွေသင်္ကာများကြားနိုင်ဖို့အတွက်သူတို့ကိုဖိတ်ခေါ်ပြီးတော့ဖျားကြောင်းမှာကျွန်တော်တို့အတူဘုပြုကိုဝယ်စီခြင်းပဲဖြစ်တယ်နားမို့လေတရားပွဲတွေမှာသူတို့တက်ရောက်ပြီးတော့ကြားနာစေခြင်းပဲဖြစ်တယ် အဲ့ဒီအားဖြင့်ကျွန်တော်တို့မိတ်ဆွေတွေနော်အမှန်တရားကိုမသိသေးတဲ့သူတွေကသိရှိလာပြီးတော့သူတို့ဒီဟာအမှန်တရားကိုလက်ခံလာမယ်နှင်းချင်းလာနှင်းချင်းခံလာမယ်ဆိုရင်ဒါဝမ်းသာစရာပဲ။အဖျားတွေအောင်မြင်တဲ့လက်တာတခုဟိုကျွန်တော်တို့စူးစမ်းအထောက်ချင်ပဲဖြစ်တယ်။အဲ့တော့ကျွန်တော်မိတ်ဆွေတွေကအမှန်တရားသိရှိပြီးတော့လက်ခံပြီးတော့နှင်းချင်းမြင်လာခံပြီးတဲ့နောက်မှာသူတို့ကိုယ်တိုင်ကိုကြရလေကျွန်တော်တို့ကဲဆိုစက်စီခံကောင်းများကဲဆိုပြန်လေအသက်ရှင်ဖို့ဟာသူတို့ကိုဆက်လက်ပြီးတော့ကျွန်တော်ခဲဖို့ဖြစ်တယ်။ကြီးကြီးပြည့်စုံပြိုးထောင်ပြီးတော့သူတို့ကိုယ်တိုင်ကိုကြတာဖျားရဲ့နောက်လိုက်တဲ့တပည့်တော်များကဲဆိုအသက်ရှင်လာဖို့ ဒါမို့နှုတ်ကပတ်တော်ကိုအခြေခံတဲ့အားလုံးကနှုတ်ကပတ်တော်ပဲ။ဝိညာဉ်တော်ရဲ့ဥဆောင်မှုအတိုင်းပဲ။နှုတ်ကပတ်တော်ကိုအခြေခံတဲ့စစ်မှန်တဲ့ဆုံးဖြတ်ချက်နဲ့ကျွန်တော်တို့ကလှုပ်ဆောင်မဲ့အရာကိုဖျားအတွက် OZ ကိုကနော်မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုနှုတ်ကပတ်တော်မှာအခြေခံပြီးတော့ဆုံးဖြတ်ချက်ချပြီးတော့ကျွန်တော်တို့ကအားလုံးအမှုတော်မြတ်မှာအဖက်တလန်းကနေပေါင်စက်ကတ်လာကြမယ်ဆိုရင်ကျွန်တော်တို့ကဆိုရင်သာ၍ multiplication of God's words နှုတ်ကပတ်တော်ကိုသာ၍များပြားတဲ့ဟောကြားတဲ့ဝင်ရတဲ့သူများကဲ့သို့သက်ရှင်လာကြမှာဖြစ်တယ်။ခုနကျွန်တော်ပြောတဲ့အရာကမတော်ရင်ကိုတယောက်ကနေစတဲ့အရာနေမှာကိုသားသမီးပါဝင် လာမှာဖြစ်တဲ့ကျန်တဲ့မိသားစုဝင်တွေဆွေမျိုးတွေမိတ်ဆွေသင်္ကားတွေပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်ဒီ multiplication of God's word ဆိုတာဒါ church planting နဲ့ပတ်သက်တာဖြစ်တယ်เนาะသာ၍များပြားတဲ့သူတွေစစ်စစ်ခံလာပြီးတော့ဘုရောမြတ်မှာပါဝင်လာပြီဆိုရင်ကျွန်တော်ရဲ့အသင်းတော်ဟာဆိုရင်မိမိရဲ့အသင်းတော်ရှိတဲ့ပတ်ဝန်းကျင်မှာအလင်းကဲသူအသက်ရှင်လာတဲ့အတွက်ကြောင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေကအမှန်တရားသိရှိလာမှာဖြစ်တယ်သူတွေကလည်းအမှန်တရားသိရှိလာတဲ့နည်းများကျွန်တော်တို့ကဲသူပါဝင်ပြီးတော့ဆက်ကပ်ပြီးတော့တပည့်တော်များကဲသူပါဝင်ဆက်ကပ်လို့ဆောင်လာဆိုရင်ကျွန်တော်အသင်းတော်အနေမှာသာ၍များပြားတဲ့အသင်းတော်များကိုထူထောင်လာနိုင် ဒီအရာကိုလှုပ်ဆောင်ခဲ့တဲ့သူတွေကတော့ကျွန်တော်တို့အမသစ်ကျမ်းမှာဖော်ပြထားတဲ့အသင်းတော်တွေရဲ့သာသနာပြုလုပ်ငန်းအခြေပဲသူတွေကအောင်မြင်သောအသက်တာနဲ့ဒါမျိုးပမရာစုမှာရှိတဲ့ခရိယန်တွေရဲ့နော်သူတို့ရဲ့အသက်တာကိုပြန်တော့ကျွန်တော်ကြည့်မယ်ဆိုတမန်တော်ဝတ္ထုကိုဖတ်မယ်ဆိုတမန်တော်ဝတ္ထုကိုဖတ်မယ်ဆိုရင်သူတွေကဆိုရင်တန်ရှင်သောဝိညာဉ်တော်ဖျားကိုခံယူဤတဲ့နောက်မှာသူတွေကစသီခံကောင်းများကဲသူအားလုံးအပေါင်းဆက်ကတ်တွေကြောင်းအေဒင်ချင်းသတင်းစကားဆိုရင်အဘအဆုံးပြီးရောက်ရှိတာပဲဖြစ်ပါတယ်အားကြောင့်မို့ခရစ်တော်ဖျားမိမာခဲ့တဲ့အရာတွေကိုကျွန်တော်နောက်ဆုံးအနေနဲ့ပြောကြားလိုပါတယ်တမန်တော်ဝတ္ထု ခိုင်တငယ်ရှိမှာဘလို့ဖော်ပြထားလဲဆိုရင်သခင်ဖျားကခမဲတော်ဤတကိုးတော်အားဖြင့်စင်တော်မူသောအချိန်ကာလကိုသိရသောအဖွင့်သည်သင်တို့နိုင်မရှိပို့သောမရှိတော်လဲသင်တို့အပေါ်သို့သန့်ရှင်းသောဝိညာဉ်တော်ဆင်းသက်တော်ကသင်တို့ဒီတကိုးကိုခံရ၍ယေရုရှလင်မြို့မှာစသောယူဒာပြည်ရှမာရိပြည်မြေကြီးစွန့်တိုင်အောင်၌သက်သည်ဖြစ်ကြလေ ဲ့တော့ကျွန်တော်တို့တွေဟာဘုရားအတွက်သက်သေခံကောင်းများကဲ့သို့သက်ရှင်ကြဖို့ပဲဖြစ်ပါတယ်အားလုံးဘုရားရဲ့သက်သေခံကောင်းများကဲ့သို့အသက်ရှင်နေထိုင်နိုင်ကြပါစေလို့ကြိုးစားထုတ်နိုင်ကြပါစေလို့ကျွန်တော်တို့အနေနဲ့ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးပေါ်ဖက်ပြသခင်ကောင်းကင်တော်ပေးပါစေ